အလုံးပဲမင်္ဂလာပါဒီတစ်ပတ်ဖြိုဖြေးကဏ္ဍတွေကဂျန်နာစီစဉ်မှာတော့တခိတခါကရေပန်းစားခဲ့တဲ့စိုင်းခန့်လိုက်ရေးသားပြီးတော့မှအဆိုတော်စိုင်းထီးဆိုင်တီးဆိုရတဲ့မောက်တပတ်နွမ်းဆိုတဲ့တခြင်းလေးကိုကျမတို့ဂျန်နာရှူတောက်ကနေပြီးတော့မှဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ် ကျမတို့လူမှုပတ်ဝန်းကျင်မှာကတပတ်ရည်တို့တပတ်နွမ်းလို့ဆိုတာကဒါကဒီအဟောင်းနေပြီးလို့ရှိရင်သုံးမိသားပစ္စည်းဆိုတဲ့အဓိပ္ပာယ်ရောက်တယ်ပေါ့နော်ဆိုတော့တချင်းကောင်းစဉ်ကလည်းပဲမောက်တပတ်နွမ်းဆိုတော့ဒါသူရဲ့ချစ်သူကောင်မလေးကအပြုံမဟုတ်တော့ဘူးသူများသုံးမိသားဆိုတဲ့ပုံစံမျိုးကိုဖွင့်ရတည်ဆိုထားတာဖြစ်ပါတယ်အမျိုးသမီးတွေရဲ့ဘဝမှာလိမ်မှုကိစ္စကိုရှိမှုပြီးဆိုတာနဲ့သူကဟောင်းနွမ်းသွားတဲ့တပတ်ရည်ပုံစံမျိုးကိုတံမိုးလျှော့ချတာခံကြရပါတယ် ဒီလိုမျိုးအမျိုးသမီးတယောက်ရဲ့တန်မိုးကိုတတ်မှတ်တဲ့အခါမှာသူ့ရဲ့အရေးချင်းတွေသူ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအခြေခံမဲနဲ့ဒီလိမ်မှုကိစ္စကိုအခြေခံပြီးတတ်မှတ်တာက ကျမတို့လူမှုပတ်ဝန်းကျင်မှာလက်ရှိလက်ခံနေတဲ့အသားကျနေတဲ့စံတတ်မှတ်ချက်တွေဖြစ်ပါတယ် ဒါပေမဲ့ဒီစံသတ်မှတ်ချက်တွေကအမျိုးသားတွေပေါ်မှာကြတော့တက်ရောက်မှုမရှိဘူး။ဆိုတော့ကျမတို့ဇကပုံတွေမှာလည်းပဲကြားဘူးမှာပေါ့နော်။အမျိုးသမီးအတွက်ဆိုလို့ရှိရင်ဒါမိန်းမကောင်းပန်းပန်တပွင်ပန်လို့အမျိုးသားတွေအတွက်ဆိုလို့ရှိရင်ယောက်ျားကောင်မောင်မတထောင်လို့လူဇကပုံတွေလည်းရှိတယ်ပေါ့နော်။ဆိုတော့လူတယောက်ရဲ့တန်ဖိုးကိုသတ်မှတ်တဲ့အခါမှာအဲ့ဒီလူတယောက်ရဲ့လိမ်မှု ကိစ္စပေါ်အခြေခံပြီးတော့မှသတ်မှတ်တဲ့စံနှုန်းတွေရှိနေတာကကျမတို့ဂျန်နာရှူတော့ကနေကြည့်မယ်ဆိုရင်ဒါကမှားယွင်းတဲ့အ ယူဆဖြစ်ပါတယ် relationship ဆိုတဲ့ဒီဆက်ဆံရေးတစ်ခုကအဆုံးသတ်သွားပြီဆိုရင်ဒီအမျိုးသမီးအတွက်ကကြတော့အပြစ်အနာစာရှိတဲ့သူတယောက်လိုမျိုးပတ်ဝန်းကျင်ကတတ်မှတ်ကြရပါတော့။ပြီးတော့ဒါကအမျိုးသမီးရဲ့ဘဝမှာဘယ်တော့မှဖျက်လို့မရတဲ့အမဲဆက်တစ်ခုလိုမျိုးဖြစ်ပြီးတော့မှအားနည်းချက်လိုမျိုးဖြစ်အောင်ပတ်ဝန်းကျင်ကတုတ်သွင်းကြတယ်။ အဲ့လိုမျိုးတတ်မှတ်ခံရတဲ့အမျိုးသမီးကိုမှ chicken စုံမက်လို့ဆိုပြီးတော့မှလက်တွဲချင်တဲ့အမျိုးသားတွေကိုကြတော့ဒါကေတင်ရှင်လူစွမ်းကောင်းအနစ်နာခံတဲ့သူလိုမျိုးပတ်ဝန်းကျင်ကနေပြီးတော့မှပုံဖော်ပေးကြတယ် တချင်းတစ်ပုတ်လုံးကိုခြုံပြီးတော့မှကြည့်မယ်ဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်ရဲ့တတ်မှတ်မှုတွေကဘလောက်ထိလွှမ်းမိုးတက်ရောက်လဲဆိုတာကိုပို့ပြီးတော့မှမြင်သာတယ်ပေါ့နော်ချစ်သူနဲ့အတူနေပြီးတော့မှ क्वे သွားတဲ့အမျိုးသမီးတွေပြီးရင်ဒီအိမ်အောင် क्वे သွားတဲ့အမျိုးသမီးတွေဆိုရင် နောက်ထပ်ဆက်ဆံရေးတစ်ခုကိုခေါင်းမော့ပြီးတော့မှရွေးချယ်ပိုင်ခွင့်မရှိတော့ဘဲနဲ့တဆင့်နှိမ့်တဲ့သူအနေနဲ့သူတို့ကိုသူတို့ပြန်မြင်ရအောင်ပြီးတော့မှတိမ်ငယ်စိမ့်နဲ့ယုံကြည်မှုတွေရော့ကျလာတာတွေလည်းဖြစ်စေနိုင်တယ်ပေါ့နော်ဒါတွေကကျမတို့လူမှုပတ်ဝန်းကျင်မှာအသားကျနေတဲ့ လွဲမှားတဲ့အတွေးခေါ်တွေဖြစ်ပါတယ်။ဆိုတော့ပြီးလို့ရှိရင်ဒါကလည်းပဲဒီ gender ဖိနှိပ်မှုတွေနဲ့အကြမ်းဖက်မှုတွေကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေလည်းဖြစ်ပါတယ်။အမှုပညာနဲ့မီဒီယာက လူတွေရဲ့နေတတူကအတွေးခေါ်တွေအပြုတ်မှုတွေပေါ်မှာအများကြီးတက်ရောက်မှုရှိတယ်လွှမ်းမိုးမှုရှိတယ်။ဒါကြောင့်မို့လို့အမှုပညာဖန်တီးတဲ့အခါမှာလူမှုအတိုင်းဝိုင်းကိုအကျိုးပြုဖို့နဲ့ဒီကောင်းမွန်တဲ့တက်ရောက်မှုတွေရှိဖို့ကိုရည်ရွယ်ပြီးတော့မှဖန်တီးတာမျိုးပဲဖြစ်တင်တယ်။ကျမတို့ကဒီလူဖွဲ့စည်းအစ်တစ်တစ်ခုကိုအတွေးအစ်အမြင်အစ်တွေနဲ့အခြေခံပြီးတော့မှတိဆောက်ရမယ့်အခုလိုကာလမျိုးမှာဂျန်နာမညီမျှမှုတွေဂျန်နာခွဲခြားမှုတွေအကြမ်းဖက်မှုတွေเนาะပြီးရင်လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေ ဖြစ်စေတဲ့ဒီဖြောပြေးအစီအစဉ်တွေကိုသတိမူမိအောင်လို့ကျမတို့ရဲ့ဖြောပြေးကဏ္ဍတွေကဂျန်နာစီစဉ်ကနေပြီးတော့မှအခုလိုမျိုးတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။လာမယ့်ပတ်မှာလည်းပဲဂျန်နာရှုထောက်ကနေဘယ်လိုမျိုးဆွေးနွေးသွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။